ဟယ်လိုမော်နီမာအခုကမနက်၈နာရီကျွန်တော်တို့နေရာကိုတိုရှုပ်ဖို့တောင်းနေရဖြစ်ပါတယ်အဲအဓိကတော့သူကသူမင်းညတော့ဟိုတက်ဖို့ရက်ရှင်နေဆိုပြီးတော့ဒီတက်ဖို့ဆရာတွေပေါ့နော်လက်ရှာပြီးတော့ချိန်တယ်ချိန်ပြီးတော့ဒီမနက်မှရိုက်ဖို့ဆိုပြီးတော့ရလို့ဒါတော့ကလုံးမှာတက်ဖို့ဆရာတွေတော်တော်ချိန်ရခက်တာနော်လုံးဝချိန်လို့မရဘူးအဲ့ဒါသူရက်ရှင်နေဆိုလို့ကျွန်တော်လိုက်ဖို့ပြနေတာဖြစ်ပါတယ်ကျွန်တော်လည်းရိုက်ရမယ်ပေါ့နော်မနက်၈နာရီထားရတယ်ဒါတော့မှပဲ သူကအဲဟိုဟာတိတ်မင်းလေးကိုနော်တိတ်မင်းလေးကိုသွားရရှင်နေဆိုလို့ကျွန်တော်မစွားရမထားနိုင်ဘူးဆိုလို့အဲ့ဒါတော့ cancel လိုက်တာတကယ်တိတ်မင်းလေးတော့သူကဘယ်တိုင်းထားမှာအာနော်9နိုင်လည်းမသိဘူးထားသွားမှာတိတ်မင်းလေးဆိုလို့ရှိရင်ကျွန်တော်အဲ့လိုမထားနိုင်ဘူးလေမနေ့ကလည်းကျွန်တော်ရှော့ကားတွေမောင်းထားတာမလို့အဲ့တော့အခုကျွန်တော်ဖိုတိုရှူတင်သွားနေကြဖြစ်ပါတယ်ဖိုတိုရှူတင်မှာတွေ့ကြပါမယ်ကဲအခုကတော့ဟိုမှာဖိုတိုရှုပ်နေပါတယ်ဖိုတိုရှုပ်ကိုသူကမြင်းနဲ့ရိုက်နေပါတယ်ပေါ့နော် မြင်းနဲ့မြင်းနဲ့ခဏတော့ဟိုးဘက်ကတောင်ကုန်းပေါ်မှာရိုက်ခဲ့ပြီးသားဒါကဘာလဲဘာလဲပေါ့။ရဲ့ဟိုပါလား။ဟိုရဲ့ဘာလဲ။ရဲ့အရှင်ကိုရဲ့ရရှင်ပေါ့။တော်တော်ရရှင်နေနေမှာ။ညီနေတော့ရိုက်နေပေါ့နော်။ တကယ်တမ်းကြားရကြံ့နေရဲ့ရဲ့စီမရှိတော့ ပန်းကင်းထဲမှာတက်မရပြီလို့ပိုက်စားလို့ကလောကဖီကလောမှာဒီကစားလာစားတာပါစနစ်တွေရိုက်တယ်တမလေးတို့ရရအောင်မလားကျွန်တော်တို့ပိုက်စားလို့တခုစားတော့မယ် โอเคအားလုံးပဲကျွန်တော်တို့အခုဓပုံရက်ကြာစီစဉ်ပြီးဆုံးသွားပါပြီ။အဲကျွန်တော်ခဏ coffee လာတောက်တယ်မဟုတ်လားစားတယ်ဒါပြီးတော့ကျွန်တော်တို့ပြီးပါပြီ။အမ်အခုက coffee house ဆိုတဲ့အဆိုင်လေးပါနော်။အဲဆိုင်လေးကျွန်တော်ရောက်နေတာပါ။ပြီးတော့ဒါကဒီကိုနဲ့ message ပေးခြင်းနဲ့ဒီကိုဆိုရင်ဒါအောင်ဘန်းမှာအဲ photo studio လက်ဖွင့်လာတယ်။အဲဓပုံရက်တယ်ပေါ့နော်ကျွန်တော်တို့အခုဒီကိုလိုက်ရက်ပေးတာဖြစ်ပါတယ်။အကိုရဲ့ studio နာမည်က ABN photo studio photo studio ဆိုပြီးတော့ရှိပါတယ်ပေါ့က Facebook နဲ့ TikTok မှာလည်းရှိတယ်။ရှာပြီးတော့ အဲကြည့်လို့ရတယ်အကိုကစိတ်လည်းရမ်းရှိတယ်တပွင့်ကြတယ်နော်စင်နာလည်းရမ်းပါပါတယ်အဲ့ဒါအဲ့ဒါကြောင့်မလို့တကယ်လို့ကလော့ရောက်ဖြစ်လို့ဆိုလို့ရှိရင်အကိုဆက်သွက်ပြီးတော့ပုံလက်လာလေးရိုက်လို့ရပါတယ်ကျွန်တော်ပုံလေးလည်းတင်ပေးမယ်မိုင်းမိုင်းကြည့်လို့ရတယ်အဲ့တော့ဒီဒီနေ့တော့ပါပဲဟယ်လိုအခုဆိုရင်ကျွန်တော်ဟိုကတောင်ကြီးကိုရောက်ပါပြီကလော့ကလော့ကနေပြီးတော့တောင်ကြီးကိုကျွန်တော်ဆက်ထွက်လာတာပါတောင်ကြီးကရိုင်းရဲ့တောင်ကြီးဆိုတဲ့ဟိုတယ်ကိုရောက်နေတာပါဒီဟိုတယ်မှာက ဘာသူတော့အဆင်ပြေဘာအဆင်ပြေလဲဆိုတော့ကျွန်တော်ကကျွန်တော်ကအဓိကကျွန်တော်အဓိကဟောလို့ရှင်တာဟိုတောင်ကြီးရောက်ရင်ကျင်ဆော့မယ်စေကူးရှိရပြတိလားအဲ့တော့ကျွန်တော်ကျင်လိုက်ရှာပြီးဆော့ကိုစေကူးရှိတယ်ဒါပေမဲ့ဒီဟိုတယ်ရောက်တဲ့အချိန်မှာဒီဟိုတယ်မှာကျင်ပါတာကျင်ပါတာတွေ့လိုက်တယ်အဲ့တော့အရန်မိုက်တယ်ကျွန်တော်အဲ့တော့ကျင်သွားပြီးတော့ရှာပြီးတော့ဒုက္ခကဆော့စရာမလိုတော့ဘူးအခုတော့ကျွန်တော်ရမ်းပေးမယ်လို့နားလိုက်ပါအောင်ပဲ拜拜。Bye bye. room alone Enjoying this free time In my own special space Relaxing, just being me Okay, what do you know, Let's go. ကဟိုဟာဆက်လက်ကိကိုရောက်ပါပြီကားထားတာပါကားလာထားတာပါကားထားပြီးတော့ဆက်လက်စီးတော့มาဖြစ်ပါတယ်โอเคကိုသွားမယ်လေ ဟယ်လိုအခုဆိုရင်ကျွန်တော်ရဲ့ဂလောတောင်ကြီးအင်းလေးကြီးစဉ်ပြီးဆုံးတော့ပါပြီကျွန်တော်ဂလောမှာ3ရက်တောင်ကြီးမှာ2ရက်နေဖြစ်ပါတယ်ပြီးတော့ကျွန်တော်တောင်ကြီးကနေရန်ကုန်ဒါရိုက်ပြန်မဲ့အချိန်မှာကျွန်တော်ဂလောမှာနောက်ထပ်တညအခုဒီညပေါ့ဆက်နေဖြစ်သွားပါတယ်ဘာလို့ထက်နေရှင်လို့ပေါ့နော်နေရှင်တော့ထက်နေဖြစ်သွားပါတယ်အဲ့တော့ဂလောမှာ4ညတောင်ကြီးမှာ2ညဖြစ်သွားမှာပေါ့အဓိကကျွန်တော်ပြောချင်တာကဒီဂလောဟိုတယ်လေးကြောင့်ပြောချင်တာ ကျွန်တော်ထွက်လာတဲ့အချိန်ကဒီဟိုပါပေါ့အရန်ကိုလေပတ်တဲ့လူတွေများနေတဲ့အချိန်ဖြစ်နေတော့ဒီကလောမှာဘယ်ဟိုတယ်မှာလုံးဝမရအောင်ကျွန်တော်ဘုတ်ကင်းနေအများကြီးလိုက်ဖြစ်တယ်လုံးဝမရပါဘူးလုံးဝလုံးဝရှိသမျှနာမည်ကြီးဟိုတယ်တွေအဲ vacation home တွေအကုန်လုံးကပြည်နေပါတယ်ပေါ့နော်ကျွန်တော်လည်းအရန်ခီးရလည်းထွက်ကျင်နေပြီရန်လာကျင်နေပြီဆိုတော့ကျွန်တော်တို့ကထွက်လာလိုက်တယ်ထွက်လာလိုက်တဲ့အချိန်မှာဒီဟိုတယ်လေးကိုလာတွေ့ရဆိုတော့ဒီဟိုတယ်လေးကအစ်စ်ဖြစ်နေတယ်အစ်စ်ဖြစ်နေတော့ဟိုတယ်ပိုင်ရှင်အကူကလည်းဒီဟိုတယ်ကိုနာမည်တော့သူမပေးရသေးဘူးပေါ့ အပေးရသေးဘူးဆိုတော့ကျွန်တော်ဒီ hotel လေးကိုလိစာတွေကျွန်တော်ညွှန်ပေးလို့ရတယ်အဆင်မပြေသေးပါဘူးနောက်ပိုင်းတော့ဒီ hotel ပြီးဆုံးသွားတဲ့အချိန်ကျရင်တော့ကျွန်တော်ကျွန်တော်ဒီမိတ်ဆွေတွေတော့ကျွန်တော်တက်နေတော့ပြန်တွေ့ပြပေးပါမယ်အဓိကပြောချင်တဲ့ချက်ကဒီ hotel လေးရတဲ့ရအရင်အဆင်ပြေတယ်ပြီးတော့အဲ့ဒီ hotel pension အကိုဆိုလို့ရှိရင်အရင်သဘောကောင်းတယ်ကျွန်တော်ကလောကိုရောက်ပြီးဆိုတာနဲ့ကျွန်တော်ဒီလိစာကိုမရှာတော့သူကိုယ်တိုင်ကျွန်တော်ကိုဆိုင်ကနေလာခေါ်တယ်လာခေါ်ပြီးကျွန်တော်တို့ဒီ hotel ရဲ့ကိုလိုက်ပို့ပေးတယ်နောက်တစ်ချက်ကဒီတာဝန်ခံအကိုပေါ့ဒီ hotel မှာလောလောဆယ် ရှိနေတဲ့တောင်းပန်အကိုသူဆိုရင်လည်းအရန်သဘောကောင်းတယ်ဘရော့ဒန်သဘောကောင်းလို့ကျွန်တော်တို့အဲဘယ်တော့တာသူကဟိုကျွန်တော်တို့အကုန်လုံးလက်စီစဉ်ပေးရပေါ့နော်နောက်တစ်ချက်ကဘာပဲသူ့ကိုလူတာပြောပြောဖုန်းလန်းဆက်တဲ့ကံနဲ့သူကကျွန်တော်တို့အပေါ်လူတာတွေကိုလည်းလာပို့ပေးတယ်โอเคအဲ့ဒီတောင်းပန်အကိုဆိုရင်ပေါ့နော်ကျွန်တော်တို့ရန်ကုန်ကနေဒီဒီတောင်ကြီးကိုတက်လာခြင်းမှာလမ်းမှာကားရွှေ့နေပြီးရန်ညစ်ပန်နေတော့သူကကားပါရေးစီးပြီးတယ်အဲ့လိုရှိသူကသဘောကောင်းတယ်ပေါ့နော်ကျွန်တော်အဲ့တောင်ဝန်ခံအကုန်နဲ့ဒီဟိုတယ်ပိုင်ရှင်အဖိုးရဲ့ဖုန်းနံပါတ်လေးကိုတော့ကျွန်တော်ရေးပေးထားမယ် အခုတော့ကျွန်တော်ရဲ့ဒီတောင်ကြီးကလောအင်းလေးခီးစဉ်ပြီးဆုံးသွားပါပြီနောက်ထပ်ခီးရထပ်ထွက်ပြင်ဘလော့ထည့်ရပါဦးမယ်ရောတဲ့ကျွန်တော်တောင်ကြီးမှာတဲတဲ့ဟိုတယ်လေးကတော့အဆင်ပြေတယ်ဒါပေမဲ့ကျွန်တော်တောင်ကြီးမှာလေဟုတ်ပတ်ဖို့တုံနေရတယ်ကျွန်တော်တိတိကျကျမရဲခဲ့ရဘူးအဲ့ဒီဟိုတယ်ဆိုရင် Royal တောင်ကြီးဟိုတယ်လို့ခေါ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့ဂျင်သမားတွေအတွက်အဆင်ပြေတယ်ဟိုဂျင်မပါတယ်နော်အဲ့ဒီခုကကျွန်တော်အရင်အဆင်ပြေတယ်ကဲအဲ့ဒီတော့ကျွန်တော်ရဲ့အခု block ခီးစဉ်လေးကတော့ပြီးဆုံးသွားပါပြီနောက်ထပ်ပဲ ကြီးစင်တွေထွက်ပြေးမလဲတော့ကျွန်တော်လည်းမသိသေးပါဘူးပြန်တွေ့ကြပါမယ်နောက်ထပ် နောက်ထပ်ကြီးစင်တွေမှာပြန်တွေ့ကြပါမယ်ဘိုင်ဘိုင်